ကျမ်းမာရေးဝန်ကြီးဌာနပြောင်စုဝန်ကြီးပေါမောက်ခဒေါက်တာတက်ခိုင်ဝင်းဟာမေလ18ရက်နေ့မှာရန်ကုန်ပြည်သူ့ဆေးရုံကြီး training center မှာကျင်းပတဲ့ အာဗန်ဟတ်စင်တာ UAC ဒေသန္တရကျန်းမာရေးဌာနများမှကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတိုးမြင့်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေးသို့တက်ရောက်ပေးပြည်သူအများစုမှကျေးလက်ဒေသနှင့်စင်ကြေးဖုံးတွေမှနေထိုင်ကြသည့်ဖြစ်ရာဒေသန္တရကျန်းမာရေးဌာနများရဲ့လုပ်ငန်းဆောင်ရွက်မှုများကိုမြင့်တင်နိုင်ခြင်းဖြင့်ပြည်သူစေယုံကြီးများမှဝင်တော့ဝင်ဖို့ကိုလျှော့ချနိုင်မှာဖြစ်ပြီးတော့ ပြည်သူတွေအနေနဲ့ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများအပြင်တာမန်နာမကျန်းဖြစ်မှုများနဲ့နာတာရှည်မကူးဆက်နိုင်တဲ့ရောဂါများအခြေခံကျန်းမာရေးစစ်ဆေးမှုစေဝါထောက်ပံ့မှုတို့ကိုဒေသန္တရကျန်းမာရေးဌာနများမှပုံမှုအဆင်ပြေလွယ်ကူစွာဖြင့်ကုသမှုခံယူနိုင်မှာဖြစ်ပါကြောင်းလုပ်ငန်းတိုးမြှင့်ဆောင်ရွက်ရာမှာရေရှည်အတွက်ရည်ရွယ်ပေးကနအူးဦးစားပေးမြို့နယ်အချို့မှာအကောင့်ထဲဖို့ကတိုးချဲ့ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း စေဝါများလုံလောက်စွာဖြည့်ဆည်းထားရှိမှုအပေါ်ပြည်သူများရရှိခံစားနိုင်ရင်းနဲ့မလိုလားအပ်တဲ့ဆုံးရှုံးမှုများမရှိစေရန်စနစ်တကျစီမံဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မှတာဝန်ရှိသူများကဒေသန္တရကျန်းမာရေးဌာနများလုပ်ငန်းတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်လိုအပ်တာများမှာကြားပြီးရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကစတင်ဆောင်ရွက်မဲ့ဒေသန္တရကျန်းမာရေးဌာန12ခုလို့ရဲ့အခြေအနေနဲ့ဆက်လက်တိုးချဲ့ဆောင်ရွက်မဲ့ဒေသန္တရကျန်းမာရေးဌာနများဆောင်ရွက်နိုင်မဲ့အခြေအနေများကို၎င်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှများမှဆောင်ရွက်ထားရှိမှုနဲ့လိုအပ်ချက်များကို၎င်းရှင်းလင်းတင်ပြခဲ့ကြရာပြည်တော်စုဝင်ကြီးနှင့်ညွှန်ကြားရေးမှူးချုပ်များကလိုအပ်ချက်များအပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်တော်စုဝင်ကြီးဟာမေလ18ရက်နေ့မှာစေတက္ကသိုလ်တေရန်ကုန်အေကမ်းမောင်းမှာအိန္ဒိယမြန်မာကုန်တယ်များအသင်းမှငရင်ဘေးသင့်ပြည်သူများကျမ်းမာရေးဆောင်ရှားမှုအတွက် လှူဒါန်းတဲ့ငွေကျပ်သိန်း340တန်ဖိုးရှိစေဝါများနဲ့ငွေသားကျပ်သိန်း200ရို့ကိုမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတာအမတ်ကြီးနဲ့အိန္ဒိယမြန်မာကုန်တယ်များအသင်းဥက္ကဋ္ဌတို့ကလှူဒါန်းခြင်းနဲ့ Order Company Limited ကလှူဒါန်းတဲ့ငွေကျပ်222သိန်း6000တန်ဖိုးရှိစေဝါ10မျိုးနဲ့ ငွေသား350ကျပ်တို့အားလက်ခံပေးကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးဟာဗဟုစေတိုလောင်ရေးဌာနရန်ကုန်သို့တက်ရောက်ပြီးမန္တလေးငရင်ကြီးပြန်လည်ထူထောင်ရေးအတွက်တရုတ်ပြည်သူတမရနိုင်ငံမှလှူဒန်းတဲ့ရွမ်32တန်းခန့်တန်ဖိုးရှိ Mobile Operation Drone 65လုံးတို့အားယာယီလက်ခံသိမ်းဆည်းထားမှုနဲ့နမူနာတက်ဆင်ထားတဲ့ခွဲစိတ်ခန်းကိုတက်ရောက်ကြည့်ရှုဆက်ဆဲပြီးတဘာဝဘေးရန်ရဲ့ဖြစ်ပွားနိုင်ခြင်းရှိတဲ့ပြည်내နဲ့တိုင်းဒေသကြီးရှိစေယုံများတို့အချိန်နဲ့တပင်းကြီးပို့ ဆောင်နိုင်ရင်းနဲ့ရောက်ရှိပါကစနစ်တကျထိမ့်သိမ်းထားရှိရေးတို့အတွက်လိုအပ်တာများမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။